ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအေယာရီမှာမနေ့ကပေါ့နော်မနေ့ကကျွန်တော်တို့ဂျာတိယတလောက်ဆိုလို့ရှိရင်ဒါဂျာတိယတဲ့တင်းပါဗျာနော်ဂျာတိယတော့ဆိုရင်တက်ကကငါတမ်းမြင့်လေးချင်ရဲ့အကြောင်းကိုသူတို့အဲ့ဘက်ချမ်းကနေကျွန်တော်တို့လက်နက်ကြီးတန်နေတနက်တန်နေကြားတယ်လို့ကျွန်တော်ဂျာတိယတယ်ကျွန်တော်ဆက်လက်ပြီးစုံစမ်းကြည့်တဲ့အခါမှာတော့ဟုတ်ပါလေအဲအဲ့ဒီခေါက်ကွင်းသားမှာတိုက်ပွဲဖြစ်ပါတယ်နော်ခေါက်ကွင်းကိုသူတို့ဒီတက်ကိုဝင်တိုက်ပါတယ်တိုက်တဲ့အခါမှာ တက်ကလည်းရွရွချင်ချင်သူတို့ကိုချိန်မုန်းတဲ့အတွက်ကြောင့်မို့လို့အဲပွဲကပြီးသွားတယ်ပွဲပြီးသွားပြီးတော့သူတို့စီကနေပြီးတော့ဟောသူတို့5ယောက်ကြာဆုံးတဲ့ဒီတပုံ5ယောက်ကိုကြာဆုံးမိပါတယ်မိပြီးတော့လက်နက်နှစ်လက်ကြံခဲ့တယ်နော်ကြံခဲ့တယ်အဲ့တော့ကြံခဲ့ပြီးတော့သူတို့ကနောက်ကိုပြန်ဆုတ်သွားပြင်မယ်သူတို့အခုခံတက်ကြီးကြီးမားမားတိဆောက်ပြီးတော့ဟိုအဲနေရာတစ်ခုမှာသူတို့ကောင်းကောင်းတိဆောက်ထားတယ်ဖြစ်တယ်အဲ့တော့သူတို့တွေ ဆက်လက်ပြီးတော့ရှေ့လျှောက်တိုက်အောင်ပါပါအာကျွန်တော်ဒီပေါ့နော်ဒီနှစ်စကူကလေးကကျွန်တော်ပြောခဲ့ပါတယ်အဲဒေလာပိုင်းအကျော်မှာတတိထားပါနော်ဒေလာပိုင်းအကျော်မှာတတိထားပါလို့ကျွန်တော်ပြောခဲ့သလိုပဲအခုလေးလပိုင်းတရက်နေ့မှာသူတို့တမ်းမြင့်လေးချင်းအကြောင်းအုံးလေးလေးဒီအမြောက်တက်အောင်ငတိုင်းချောင်းမှာရှိတယ်ပေါ့နော်ရေချင်ငတိုင်းချောင်းမှာရှိတဲ့အုံးလေးလေးအမြောက်တက်အောင်သူတို့ဝင်တိုက်ဖို့ရှိတယ်လို့ကျွန်တော်တို့အဲဘလိုခေါင်းမဲ့ဆိုလို့ရှိရင်ကြားသိထားရတယ်ပေါ့နော်အန်တရှိဖြစ်နေတဲ့အချိန်နေအဲ့တော့အခု မနေ့ကတမ်းမြင့်လေးခြင်းအကြောင်းပေါ့နော်အဲ့အကြောင်းဆိုအဲ့မှာဘိုလ်ချုပ်ထိုင်တာဗျာနော်ဘိုလ်ချုပ်အစင်းလောက်ထိုင်တာအဲ့တော့တမ်းမြင့်လေးခြင်းအကြောင်းအဲ့ဒီနေရာမှာဂိတ်လည်းရှိတယ်နော်အဲ့ဒီဂိတ်လည်းရှိရတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီနေရာကိုတိုက်တယ်တိုက်တော့အခုနောက်ဆုတ်သွားတယ်နောက်ဆုတ်ပြီးမှမှသူတို့ပြန်ပြီးခံတက်ယူထားလဲဆိုတဲ့ခါကျတော့အဲကြားတိရသတော်ဆိုလို့ရှိရင်တော့ဟိုကမကြားအောင်ကူမှာသူတို့အခိုင်မှာစခန်းချပြီးနေနေပါလားနော် အဲ့တော့ဒီကြောင်းကူနဲ့ပတ်သက်ပြီးတော့စီရေးရဘယ်လိုရေးယူမလဲမသိဘူးပေါ့ဗျနော်အဲ့တော့ပါတော့လည်းအဲ့ဒီမှာတို့တွေအခိုင်မှာအစကမ်းချပြီးတော့အခုအဝင်ပြီးတော့အခုပေါ့နော်ဟိုတက်ကိုမကြခင်ဆက်တိုက်ဖို့ရှိတယ်ရေအဲဘယ်ကောင်မဲ့၃လေးလေးအမြောက်တက်ကလည်းကာကင်းနေတင့်တင့်ကိုတို့ကြော်လာနိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ၃လေးလေးလည်းမကြခင်တို့အဲ့တရက်နေမှာပဲတို့အရတိုက်မလို့တော့အဲတို့ဘက်ကကျွန်တော်တို့ဟိုကြားသိထားရတယ်ပေါ့ဗျာနော် ဲ့တော့အခုလက်ရှိဖြစ်နေတဲ့အခြေအနေပေါ့နော်ဒါ ARV တိုင်းအခြေအနေနောက်ထပ်ကျွန်တော်တို့ဒီပဲခူးယူမတောင်ချီအဲကျွန်တော်ဘယ်လိုခေါ်မလဲအေးပေါ့ဒီရခိုင်ယူမတောင်ချီပေါ့ရခိုင်ယူမတောင်ချီကရွာတွေမှာအေးအေးတွေစိတ်ဝင်နေပြီးတော့ရွာတွေမှာအဲသူတို့တွေရွာကိုအပိုင်စီးကြတာတွေရှိတယ်နော်ရွာကိုအပိုင်စီးကြတာရှိရွာမှာဝက်ပေါ်စားနွားပေါ်စားဆိုပြီးပေါ်စားနေကြရှိပြီအခုဆိုလို့ရှိရင်အဲ့ဘက်ချမ်းမှာဒါတွေကို တိပေးတယ်เนาะဒေသခံတွေကလည်းအတိပေးတယ်အတိပေးရတဲ့အဲနော်ဟိုဘယ်လိုခေါ်မလဲဆိုတော့သတင်းပြန်တင်ပို့တဲ့သူတွေဂျာမာလာဒါမှမဟုတ်အထက်ကပဲအသုံးမကျတာလားအဲဘယ်လိုအသုံးမကျလဲမသိဘူးအကြောင်းအကြောင်းတစ်ချို့တစ်ခုခုတော့ရှိနေမယ်အဲဒါတွေကိုဆောင်ရွက်မှုအားနည်းတယ်လို့ကျွန်တော်တို့အသုံးသတ်လို့ရတယ်ပေါ့ဗျာနော်အဲ့တော့အဲ့ဒီတောင်ချီမှာတော့အခု AA တွေဈေးဝင်နေပြီတိတ်မကြခင် AA ဝတီကတော့ AA ဝတီကတော့စီရေးပြတ်မှတ်ကြီးကြီးမားမားကြီးဖြစ်သွားနိုင်ပါတယ်ခင်ဗျာနော်အဲ့တော့ AA ရီအခြေအနေကိုကျွန်တော်အနေနဲ့ ဟုတ်ပါပြီနော်ညောင်ခြေတော့ဆိုတော့ပြန်ရောက်လာလားလား9ရောက်ပြန်ရောက်လာလား9ရောက်နဲ့ကာသမားပြန်ရောက်လာတယ်ပျောက်နေတဲ့6ရောက်ကိုစုံစမ်းပေးပါတဲ့ကောင်းပါပြီကောင်းပါပြီခင်ဗျာနော်ကျေးဇူးတင်ပါတယ်အခုလိုမျိုးရေးလာပြေးပြေးတော့ကြံ့ကြောင်တွေ့ကြအောင်လို့နော်အဲ့တော့ဒါ AIRI ကိုအခုစစ်ကတော့ဝင်နေပြီအဲ့တော့ကျွန်တော်ဆိုလိုချင်တာကခင်ဗျားတို့မတိုက်နိုင်မဟုတ်ဘူးတိုက်ချင်လဲတိုက်နော်ခင်ဗျားတို့စစ်ကိုခေါ်တယ်ခင်ဗျားတို့လည်းစစ်တိုက်ကြတယ်ဒါဘာမှမပြောလို့ဟုတ်လားအဲ့ဒါပေမဲ့တော့အခုလက်ရှိ မြန်မာနိုင်ငံမှာအားလုံးကလေးတငယ်တွေပြကျွန်တော်ကြည်တာလေဟိုရောက်တရာလောက်ရှိတယ်တဲ့ဒါကိုပိုင်ကြောင်းလေးတက်မှာဝင့်နေတယ်ဒါအဲ့ဒီအချိန်မှာလေဟိုပိတ်မိနေတယ်ကျွန်တော်တို့ဟိုဘလို့များဟိုဘလို့ခံစားချက်ကျွန်တော်ခံစားရပါတော့ဟိုကြည်ပြီးတော့ရင်ကွဲမတက်ခံစားရပါတယ်အဲ့တော့ဒီလိုမျိုးခြေနေတွေဖြစ်နေတဲ့အချိန်မှာတော့ခင်ဗျားတို့စီရေးခြေနေရစားလို့ရှိရင်စီရေးဆောင်ရွက်မှုတွေစားလို့ရှိရင်ပြည်သူလူထုပြည်သူလူထုရဲ့လုံခြုံရေးအလုံကားเนาะပြည်သူလူထုအတွက်ကြည့်ပါခင်ဗျားတို့ရခိုင်နေပေါ့နော် ရခိုင်နေရခိုင်ပြည်နယ်မှာဒုက္ခရောက်တဲ့အချိန်မှာဥမင်းအွန်လိုင်းကြီးကကိုတိုင်သွားတယ်ရေဘေးလေဘေးတွေမှာနော်ကိုတိုင်သွားတယ်မြန်မာပြည်သားတွေတို့ဗမာတွေပေါ့နော်မင်းတို့ဗမာသိမ့်မုန်းမှာလေဆိုတော့တို့လည်းဗမာတွေမဟုတ်ပါဘူးကွာနော်မြန်မာစကားပဲတက်တာပါဗမာစကားပဲတက်တာပါအဲ့တော့ဆိုလိုချင်တာဒီဗမာတွေမြန်မာတွေကမင်းတို့တွေကိုဒီလောက်ထိကောင်းတဲ့အချိန်မှာအခုလိုအချိန်မျိုးမှာပေါ့နော်ဘာနဲ့အလားတူလဲဆိုတော့ဟိုကျွေးတဲ့လက်ကိုပြန်ကြိုက်တဲ့ဇေယျမျိုးတော့မရှိသင့်ဘူးလို့ကျွန်တော်သုံးသပ်တယ်ပေါ့ဗျာနော်အဲ့တော့ စည်ရေးပေါ်ဆောင်မယ်ဟဲ့ဆိုရှင်တခြားအချိန်မှာပေါ်ဆောင်မှာအခုလိုမျိုးဗမာပြည်ဒုက္ခရောက်နေချိန်မှာစည်ရေးပေါ်ဆောင်နေဆိုလို့ရှင်တော့အောက်တန်းကြလွန်းပါတယ်နော်ဒါတို့မြန်မာတိုင်းနိုင်ငံလုံးဒီဘက်ထိနေတဲ့ဒီဟိုကလေးတွေငိုသန်းတော့နားထောင်ပေးစေချင်တယ်ကျန်တဲ့ချိန်မှာပေါ်ဆောင်တာကျွန်တော်လည်းဘာမှမပြောလို့ဘူးနော်ဟုတ်ပြီဒါစည်ရေးချိန်နေနဲ့အဲဘယ်လိုမှကျွန်တော်အခုပြောပြရချိန်မှာညောင်ကျိုးချိန်နေကျွန်တော်ဖော်ပြပေးသွားပါမယ်နော်ကျွန်တော်နားလည်းသိရှိထားသမျှပေါ့နော်အဲထို့သူ အဲဒီ ARD တကြောပေါ့ ARD အခုလက်ရှိဖြစ်နေတဲ့တာကက9ရဲ့9ရဲ့344ရဲ့နော်အဲ့ဒီဘက်ချမ်းအခြေအနေကိုလည်းကျွန်တော်အခုတင်ပြပြီးသားပြီးဖြစ်တယ်နော်အဲ့တော့ထို့နောက်ထပ်ကျွန်တော်တို့ထပ်ကြပြီးဆက်လက်ပြီးတင်ပြရမှာတော့ AA ကပြောပြလိုက်ပြီအခုခင်ဗျားတို့ကျွန်တော်တို့ကသာဒီဒုက္ခတွေတွေအရေးကိုတွေးနေမြန်မာတိုင်းနိုင်ငံလုံးကြီးနေမြန်မာပြည်မှာရန်ကုန်မြို့တို့နော်မန္တလေးတို့ဒါဗမာပြည်ပဲနေတာမဟုတ်ဘူးခင်ဗျားတို့ရခိုင်နေလည်းနေတယ်တိုင်းသားပေါင်းစုံနေတယ်အဲ့တော့ဒီလိုအခြေအနေမျိုးဖြစ်နေတဲ့အချိန်မှာ ဒီတိုင်းရင်းသားအမေရိကန်စစ်သွေးကြောများကဘိုးတဘိုးတည်းကြည်ပြီးတော့အမိချက်အမိစားကောင်းချက်ကောင်းစားဖို့ကြံစည်နေတယ်အဲ့ဒါပါလဲကြောင်းဆိုတော့အဲမနေ့ကပေါ့နော်မနေ့ကချိန်ထိပေါ့မနေ့ကဒီကြောက်ဖြူမှာတိုက်ပွဲကြီးကြီးဖြစ်ပါတယ်တိုက်ပွဲကြီးကြီးပါလဲဆိုတော့ကျွန်တော်ဒီကြောက်ဖြူကြောက်ဖြူရန်ကုန်လမ်းလို့ပြောလို့ရအောင်ဗျာနော်အဲ့ဒီလမ်းမှာရှိနေရက်တရင်32နှစ်ရှိတယ်ရက်တရင်32ကိုရက်တရင်32ရက်ညဝရီညဝရီရက်တက်စခန်းရဲဆိုတော့ကျွန်တော်တို့ဘာနဲ့လဲပါသောပုံစံ ကမ်းရမှာရှိတယ်။အဲ့တော့အဲ့တက်နတ်တလုံးကိုတပြိုင်တည်းဝင်ပြီးတော့တိုက်ပါတယ်။အတိုက်တဲ့အခါမှာအသူရောက်တိုက်တယ်။ပြန်စစ်ကေဖုန်ကြီးကြောင်ပြန်စစ်ကေရွာပေါ့။အဲ့ဒီရွာမှာကတော့ဟိုအရင်တည်းကတော့ဒါအေးအေးလေးခိုးလောင်းနေတဲ့အတွက်ကြောင့်မလို့ဖုန်ကြီးလည်းဖုန်ကြီးလည်းမနေရတော့ဖုန်ကြီးလည်းသွားရန်ကုန်လို့ရန်ကုန်လို့တခြားမြို့ကိုရောက်သွားပြီ။အဲ့တော့အဲ့ဒီရွာပိုင်ဝင်းကျင်မှာစစ်ဖြစ်တယ်။ စစ်ဖြစ်တဲ့အခါမှာတက်ကတော့ drone တွေလက်နက်တွေနဲ့ပြစ်တဲ့အခါမှာပထမဦးဆုံးတုံနေတဲ့သူတို့၅ရောက်90လာတဲ့ဥစ္စာကတော့ဘယ်နှယောက်ပြန်လွတ်သွားလဲမသိဘူးတေချာတို့ကတော့အများကြာသွားတယ်အဲ့တော့အဲ့ဒီမှာပဲအဲ့ဒီရွာမှာပဲပေါ့ဗျာနော်ဟိုအဲ့ဒီရွာကနေပြီးတော့ကျွန်တော်တို့ကဒီတက်ရက်တိုင်30မိနစ်နဲ့တိတ်မလန်းမကန်းမှရှိတာဟုတ်အဲရှိတဲ့အခါမှာတော့အဲ့ဒီရွာကလည်းကြော်လာပြီးတော့အေးအေးကရဲတရင်30မိနစ်ကိုဝင်လုံးတာဝင်လုံးတယ်တ냐ဝရီကိုဝင်လုံးတယ်ဘာကြောင့်ဘာကြောင့်လဲဆိုတော့အပြစ်ကူတွေစစ်ကူတွေပေးလို့မရအောင်ဆိုတော့တက်နဲ့တက်လောင်းတခါလဲဝင်လုံးတာ အဲလုံးတဲ့အခါမှာတော့တဲကြီးမဲကြီးကိုစော်ရတာပါနော်တဲကြီးမဲကြီးစော်တဲ့အခါမှာအဲကျွန်တော်တို့ဒေတာ32လဲရုပ်ချင်ချင်ခုခံတယ်ဒဏ်ရာရရှိသူလည်းရှိပါတယ်အထို့သူ AA ဘက်ကလည်းဒီနေ့မနက်ဒီနေ့မနက်မိုးလင်းလောက်မှသာလို့ရှိသူတို့နောက်ပြန်ဆုတ်သွားတယ်နောက်ပြန်တော့အဆုတ်သွားတယ်ညဝရီရေတက်စကန်ကလည်းသူတို့နောက်ပြန်ဆုတ်သွားတယ်အဆုတ်သွားတဲ့အချိန်မှာသူတို့အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကြားသိထားရသလားဆိုလို့ရှိရင်တော့အဲ အရှင်လည်းဖမ်းမိတာရှိတယ်ပေါ့နော်တက်ကလည်းဟိုတည်တည်ကြကြခုခံပါတယ်ခုခံတဲ့အတွက်ကြောင့်ခုခံချေပုံတဲ့အတွက်ကြောင့်မလို့အဲအခုကျွန်တော်တို့ဖြစ်နေတဲ့ကြောက်ဖြူမနေကဝင်လုံးတဲ့ကိစ္စကလည်းနော်ငလျင်လုံနေပါတယ်ဒီလောက်ဖြစ်နေပါဆိုမှတို့တိရတိုင်းပါဗျာနော်ဟိုဗားလေလာဒနာတူလဲဆိုပို့လို့ရတဲ့တိရနော်ဟိုအောက်စုတွေပါဝင်တိုက်နေတာတိုက်တဲ့ခါမှာစစ်ပွဲအကြီးကျယ်ဖြစ်ခဲ့တယ်အခုဒီနေ့တော့အခုချိန်မှာတော့အားလုံးရေခဲလို့ပြောလို့ရပါတယ် ရဲတိုင်သုံးစင်းနဲ့လည်းအခုဆိုရေခဲပါတ냐ဘီဂျီတက်စကန်လည်းရေခဲပါအားလုံးရေခဲပါပြန်ပြီးတော့တက်ကနေပြီးတော့နော်ပြန်ခုခံရင်းနဲ့အခုဆိုလို့ရှိရင်တ냐တ냐ဘီဂျီတက်စကန် AC ဖြစ်သွားပြီသုံးစင်းနဲ့ AC ဖြစ်သွားပြီပြန်စစ်ကေဖုန်းကြောင်းကနေပြီးတော့သူတို့တုံးကနောက်ဆုတ်သွားပြီရော်လည်းနောက်ဆုတ်သွားတဲ့အတွက်ကြောင့်မို့လို့တက်ကအခုချိန်မှာလက်ကမောင်းခတ်ပြီးတော့လက်ကမောင်းခတ်ပြီးတော့ရှိနေသေးပါပဲနော်လက်ကမောင်းခတ်နေသေးပါပဲပြောရမှာပေါ့နော်အဲ့တော့ဟုတ်ပြီ အဲဒါကအခုကြောက်ဖြူမှာဖြစ်တဲ့အခြေအနေလေးပေါ့ကျွန်တော်နားလည်သိရှိထားသမျှစီရေးအခြေအနေကိုကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်အဲ့တော့အေးဟုတ်ပါပြီအဲ့တော့ကျွန်တော်အခုအဓိကဒီနေ့ပြောချင်တာကတော့အဲစီရေးအခြေအနေစစ်တွေလဲသတိထားမှာဖြစ်တယ်အေအေက AA တစ်ခွဲတည်းမဟုတ်ဘူးเนาะ AA နဲ့တူ CDF ပါတယ် PDF ပါတယ်မောင်ဆောင်ခါတို့အုပ်စုတွေဒီကောင်းတွေအကုန်လုံးပါပါသူတို့တွေဒီဒီစစ်သေးကြတယ်အကုန်ပါပါတယ်เนาะ KIA နဲ့ပါ TN နဲ့ပါသူတို့အခုအားလုံးအကူအညီတောင်းထားပြီသူတို့စစ်တွေကိုသူတို့အရတိုက်ဖို့သူတို့အစီအစဉ်တောင်းအစီအစဉ်ထားပြီဖြစ်တယ်အစီအစဉ်ထားပြီးတော့အခုဘယ်လိုလုပ်လဲဆိုတော့ရခိုင်ပြည်နယ်မှာကအစားရေစာရှားပါနေတာစာရှားပါတဲ့ခါကျတော့သူတို့ရဲ့ဒီဟိုစစ်ကူတွေအကုန်လုံးဗမာထားမယ်ဆိုတဲ့ခါကျတော့ထားမယ့်နေရာက မောင်တော်နဲ့ဘူးသီးတောင်မှာထားမယ်။ဘာကြောင့်လဲအဲ့မှာကအစားတောက်ကပေါ်တယ်။အစားတောက်ပေါ်သူတို့ကျွေးနိုင်ဝင်နိုင်တယ်။အဲ့ဒီကနေပြီးတော့တက်လဲလဲလုံမယ်ပေါ့။အဲသူတို့အရင်ဆုံးတိုက်မဲ့အုပ်စုကိုလှုပ်လိုက်မယ်။လှုပ်ပြီးသွားလို့ရှိရင်စစ်တွေနဲ့ကြောက်ပြီးတိုက်ခိုင်းမယ်။တက်ကိုမောအောင်လုပ်မယ်။အပြီးတော့လို့ရှိရင်လူလဲမယ်။လူလဲပြီးဟိုကတတုပ်ပြန်လာမယ်။အဲဒါမျိုးသူတို့ကတော့စီရေးအရာဖော်ဆောင်နေဦးမှာဖြစ်တယ်လို့ကျွန်တော်တို့ကတော့ဒါအချင်းတွေကိုကြည့်ပြီးသုံးသပ်လို့ရတယ်ပေါ့ဗျာနော်။အဲ့တော့ဟုတ်ပြီ။အကျွန်တော်ပြောချင်တာကတော့အခုချိန်မှာနံပါတ်1နေနဲ့ ကျွန်တော်အပါဝင်မြန်မာနိုင်ငံရဲ့အထူးကိုယ်စားလှယ်ပေါ့ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဒီအထူးကိုယ်စားလှယ်ကိုယ်တိုင်ကလက်နိုင်ပြီးပြစ်ခတ်ရဆဲပြီးတော့တာယာကျွန်တော်တို့ဒီအခုဖြစ်နေတဲ့ပြဿနာကိုပူးပေါင်းကြော်လာကြပါဆိုပြီးတော့ပြောထားတာရှိသလိုကျွန်တော်တို့လည်းတောင်းဆိုတယ်အဲဘယ်လိုခေါ်မလဲဆိုတော့ပြည်သူလူထုရဲ့တောင်းဆိုတယ်နော်ပြည်သူလူထုဆိုတဲ့အခါမှာနီနီတက်တာဘဝဆင်းဆင်းအကုန်လုံးတောင်းဆိုတာပါအာတကယ်ကိုချစ်ဖို့ကောင်းပါလေခင်ဗျာနီတဲ့သူတွေလည်းနီသာနီမဲမပိမှုဆိုတာအများကြီးရှိအဲ့တော့ကျွန်တော်မြန်မာနိုင်ငံအခုချိန်ထိဒုက္ခရောက်နေတာကဘယ်လိုလိုမျိုးတွေကြောက်လဲဆိုလို့ရှိရင် တကယ်ဒီဘို့တဘို့ပဲတည်တော့တည်သူတွေရှိနေလို့လို့ပြောရမှာနော်အဲဒေါ်လာကြီးတည်သူတွေခင်ဗျားတို့ဘို့ဘို့လည်းရှိရသူတွေပြောမှာပါနော်ကဲဟုတ်ပြီအဲခင်ဗျားတို့စစ်တပ်စရာတဲ့အာဘာလေးပြောနေတယ်ကောနောက်ဆုံးပွဲနောက်ဆုံးပွဲရတာမဟုတ်ပါဘူးနော်နောက်ဆုံးပွဲမဟုတ်ပါဘူးခင်ဗျားနောက်နောက်နောက်ဆက်တိုက်အောင်ပါပါကဲဟုတ်ပြီ တော့ခင်ဗျားတို့အခုချိန်မှာကျွန်တော်မေးချင်တယ်ဗျာနော်အခုမြန်မာနိုင်ငံမှာအခုဖြစ်နေတဲ့အဲခုကျွန်တော်တို့ဒီမြင်ငင်လုံမှုကြီးမောကြီးမာတည်ဆုံးမှုတွေအတွက်ကျွန်တော်တို့မြန်မာပြည်သားတွေအခုချိန်မှာပေါ့နော်တိုင်းသားလက်နက်ကင်တွေပဲဖြစ်ဖြစ်ပေါ့ဗျာခင်ဗျားတို့ PDF တွေအလုံးအလုံးခိတခဏအပြစ်ရက်ပေးဖို့နော်တယောက်တယောက်မလောက်ရှက်ဖို့မစင်စားတင်ဘူးလားစင်စားတင်လားမစင်စားတင်လားကျွန်တော်ချက်လောက်ပြောပါဗျာနော်အဲချက်ကျွန်တော်ပြည်သူတွေရဲ့အတန်အောင်နားထောင်ကြတာပါ အားလုံးလည်းတည်သွားမှာသူတို့ဘာလို့ဘလို့သူတို့ရနွားတွေလာကြားရလာဆိုတည်သွားစေချင်တာပါအဲ့တော့အခုလက်ရှိဖြစ်နေတဲ့အတွက်ကြောင့်မို့လို့စီရေးစီရလေးနော်တိုက်ပွဲဖော်ဆောင်နေတယ်ခိတရက်ပေးတင်လာမရက်ပေးတင်လာအတစ်ချက်တော့ပြောပေးပါအောင်ပြရက်ပေးတယ်ရက်ပေးတင်တယ် yes လို့တွေ့ပါနော်ကြည့် yes လာပြောပါအောင် yes လား no လားတစ်ချက်ပြောပါအောင် yes နော်ဟုတ်ပါလေကြည့်အားလုံးမြင်တဲ့အတိုင်းပေါ့ဗျာနော်အခုတိုက်စစ်တွေခင်ဗျားတို့ထိုးစစ်တွေဆင်နေကြတယ်ခိတခဏရက်ပေးတင်တယ်လို့ပြည်သူတွေပြောနေပါတယ် ရပေးတင်ပါနော်ရပေးတင်လာကြည့်ပါဗျာနော်အားလုံးမြင်တဲ့အတိုင်းမှာရပေးတင်လဲမနိုးပါတယောက်လောက်ပဲရှိပါတယ်ရပေးတင်ပါလေရပေးတင်ပါလေနော်ဟုတ်ပါတယ်ကြားလို့မြင်တဲ့အတိုင်းမှာဗျာနော်အခုဒါတွေလည်းကျွန်တော်ရဲ့ဒီ like ကိုကြည့်နေတဲ့တွေအားလုံးကလည်းပြည်သူတွေပါပဲခင်ဗျားတို့ခင်ဗျားတို့ကပြည်သူမဟုတ်ပါဘူးဟုတ်ပါတယ်ရပေးတင်ပါနော်မြောင်နီးနီးပြပါနီးလာပြလာဝါလာစိမ့်တာကျွန်တော်မပြောလို့ဗျာနော်ရပေးတင်လာနော်ကဲ ရက်ပေးတင်ပါတယ်နော်အားလုံးမြင်တယ်ခင်ဗျားတို့မြင်တယ်ခင်ဗျားတို့စစ်သေးကြတယ်လေခင်ဗျားတို့စနာတစ်ချိန်လုံးဆဲနေကြတာခင်ဗျားတို့ဒီပဲရှိတယ်ထင်တာအမှန်တကယ်ကနော်ခင်ဗျားတို့ကဆဲတန်တာနဲ့ပြည်သူအမိခံပြီးတော့ပြည်သူအမိခံပြီးပေါက်ရက်လုံနေရလို့ခင်ဗျားတို့ကခင်ဗျားတို့ကဘာပြည်သူမှမရှိအခုပြည်သူကြီးအခုအားလုံးရက်ပေးတင်ပါတယ်လေနော်ဟုတ်လားကဲရက်ပေးတင်ပါလားမြင်ရတယ်ရပေးတင်တယ်တွေ့တာနော်မြင်တယ်နော်အားလုံးမြင်တယ်နော်အဲ့တော့အခုချိန်မှာ ဆက်သွယ်ရေးတွေလည်းမကောင်းဘူးဗျာ line လည်းမကောင်းဘူးဗျာအကုန်လုံးဒုက္ခရောက်နေတယ်ဗျာနော်စားဝတ်နေရတဲ့အဆင့်ပြအဲ့တော့ကျွန်တော်လည်း9ရက်ဘက်ကနေပြီးကျွန်တော်လှူဒန်းသွားမှာပါကျွန်တော်တို့ဒီတွင်းကပြည်နယ် NGO တွေပဲဖြစ်ဖြစ်ပြည်နယ် apply တိုင်းနဲ့ဖြစ်ဖြစ်ချိတ်ဆက်ပြီးကျွန်တော်တို့ဆက်လက်ပြီးလှူဒန်းသွားမှာပါနော်လှူဒန်းသွားပြီးတော့ကြောက်လည်းအားလုံးဝမ်းလှူကြပါနော်9ရက်9ရက်9ရက်ဘက်ကနေအားလုံးလုံနိုင်ပါတယ်လုံနိုင်တာတခုလုပ်ပေးကြပါနော်ဟုတ်ပါလားပြစ်ခတ်ရဆဲတင်ပါနော်အဲ့တော့အားလုံးလည်းသိပါခင်ဗျားတို့အဲ့ဒီဟိုခြေလုံးဆဲနေတာခင်ဗျားတို့ကဟိုဘယ်လိုခေါ်မလဲအဆဲပဲတန်ခင်ဗျားတို့ဘာမှဘာမှလူစိတ်ရှင်ရက်ပေးရမှာပါမှန်တယ်နော် အဲ့တော့ဟုတ်ပါကျွန်တော်ကလည်းအခုကလေအချိန်အကန့်တနဲ့ဟိုလိုက်ပြောရတဲ့အကြောင်းမို့လို့ကျွန်တော်အကြာကြီးမပြောနိုင်ဘူးအကြာကြီးမပြောနိုင်ဘူးအဲ့ကြောင့်မို့ကျွန်တော်နောက်ပိုင်းဗီဒီယိုလေးပဲကျွန်တော်လုပ်တာများရတယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါလားအေအေကတော့သူတစ်ဖွဲ့တည်းမဟုတ်ဘူးအေအေတစ်ဖွဲ့တိုင်းနေမဟုတ်ပါဘူးအေအေနဲ့တူတူခင်ဗျားတို့ကျွန်တော်တို့ရဲ့ဒီဗမာ PDF တွေနော်မြန်မာဗမာမြန်မာ PDF တွေပါတယ်ကျွန်တဲ့ဒီအုပ်စုတွေသူတို့ခေါ်တာအမှန်တည်းဒီကောင်းနေတော်တော်လေးတော့လူလေတွေပါနော်လူလေတွေအ မသိရင်အေရွက်တိုက်နေတယ်လို့မဟုတ်ပါဘူးချင်းစီရီယက်တွေလည်းပါပါတယ်ကဲဟုတ်ပြီအဲ့တော့မြင်းတဲ့တိုင်ပေါ့နော်မင်းတို့အစဲတန်တဲ့အုပ်စုကငါပရိုဂရမ်ဆိုလို့ရှိရင်လောကမှာလက်တဆုပ်စာပဲရှိပါအဲ့တော့မင်းတို့ကိုဘယ်လိုပြည်သူဘွဲ့ခံနေတာပြည်သူကိုတိတ်ခါချနေတာအမှန်တကယ်ကအခုဒီမှာပြည်သူကတကယ်ပြည်သူတွေကကြည့်အားလုံးကရက်ခိုင်းနေပြီမင်းတို့လက်တဆုပ်စာအစဲခံလာဆဲနေတဲ့လူဆယ်ယောက်မပြည့်ပါဘူးဒီတိုင်မှာလာဆဲနေရနော်အဲ့ဒါလည်းတကယ်ဟိုဘလို့မှဟိုလူလောကမှာတုံးစားမရတဲ့လူတွေများပါတယ်နော် ကဲလူသားစိတ်မွေးကြပါနော်အားလုံးဟုတ်ပြီကဲဟုတ်ပြီညီကိုမောင်နှမများကျွန်တော်ပါဝင်ပါနော်ကဘာကုလသမဂ္ဂရဲ့အဲဒီထွေထွေတင်းမှုကိုယ်တိုင်ကအထွေထွေတင်းမှုရဲ့ဒီကိုယ်စားလှယ်ပေါ့အထူးကိုယ်စားလှယ်ကိုယ်တိုင်ကဂျူလီယန်ဘီရှော့ပေါ့နော်ဂျူလီဘီရှော့ကိုယ်တိုင်ကမြန်မာမြန်မာနိုင်ငံမှာခဏခဏရပ်ပြီးပြီးတော့ဟိုနိုင်ငံရေးဆောင်ရွက်ပါလို့ပြောပြောနေတာဖြစ်နေနော်အဲ့တော့ကဲဟုတ်ပါညီကိုမောင်နှမများကျွန်တော်အနေနဲ့အလိုက်ကလေးရက်ပြရစေဟုတ်ကျေးဇူးအများကြီးတင်တယ်နောက်နေ့ကျွန်တော်အသေးစိတ်ပို့ပြီးပြောနေအောင်ကြိုးစားပါမယ်เนาะအခုလက်ရှိအချိန်မှာ အကြောင်းအချိန်ကန့်သက်ရှိတဲ့အတွက်ကြောင့်မလို့ဒီလောက်လေးမှာပဲရပ်ပြရစေနော်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ချစ်ပါတဲ့ကုမမောင်ပြီးဆိုနှုတ်ဆက်တဲ့သူတွေရောအားပေးထောက်ခံတဲ့သူတွေအားလုံးချစ်ခင်လေးစားတယ်အကြောင်း live မပြောတဲ့အတွက်ကြောင့်မလို့လည်းကျွန်တော်မှာနည်းနည်းနေခွင့်လို့တည်ခံပေးပါနော်ကျွန်တော်လိုက်ပေးရပြပါမယ်